မင်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရထိတ်တဲသတင်းများကိုတင်ဆက်ပေးပါမယ်စစ်ကောင်စီကကလေးစစ်သားစုဆောင်းအုံပြုမှုမြင့်တက်လာနေပြီးကုလသမဂ္ဂရဲ့နိုင်ငံတကာ list of shame စာရင်းမှာမြန်မာစစ်တပ်ကိုထည့်သွင်းတဲ့အကြောင်းတင်ဆက်ပေးပါမယ်အကြံပတ်စစ်ကောင်စီကစစ်မှုရန်ဥပဒေကိုအသက်သွင်းပြီးနောက်ကလေးစစ်သားစုဆောင်းမှုနဲ့အုံပြုမှုမြင့်တက်လာခဲ့ပြီးရှေ့လမ်းမှာလမ်းပြများပေါ်တာများနဲ့လူသားတိုင်းဖြစ်သုံးနေကြောင်းနိုင်ငံတကာလူ့ခွင့်ရေးစောင့်ကြည့်ရေးအဖွဲ့ကမနေ့ကထုတ်ပြန်ပြောဆိုလိုက်ပါတယ်2024ခုနှစ်ဖေဖော်ဝါရီလဆယ်ရက် နေ့မှာစစ်ကောင်စီကစစ်မှုထမ်းစဉ်ဥပဒေကိုအသက်သွင်းလိုက်ပြီးရနောက်မြန်မာစစ်တပ်ရဲ့ကလေးစစ်သားစုဆောင်းမှုနဲ့အတုံးပြမှုက2021ခုနှစ်အာဏာသိမ်းချိန်ကစပြီးမြင့်တက်လာခဲ့ကြောင်းလူခွင့်ရေးစောင့်ကြည့်ရေးဖွဲ့ကပြောပါတယ်။ဇွန်လ19ရက်မှာကုလသမဂ္ဂအထွေထွေအတွင်းမှုချုပ်ကမြန်မာနိုင်ငံမှာလက်နက်ကိုင်ပဋိပက္ခအတွင်းကလေးသင်ငယ်များပေါ်ကျူးလွန်မှုပေါင်း2138ခုကိုအတည်ပြုနိုင်ခဲ့ပြီးနောက်ထပ်ချုပ်ဖောက်မှုပေါင်း1100ခန့်ဆက်လက်စစ်ဆေးနေဆဲဖြစ်ကြောင်းသတင်းထုတ်ပြန်ပါတယ်။ဆီယာနာသိမ်းပြီးနောက်အသက်12နှစ်ဝန်းကျင် င်ဒီကလေးများကိုစစ်သားဖြင့်စုဆောင်းမှု အမှုပေါင်း1800ကျော်ကိုစစ်တပ်နဲ့လက်အောက်ခံတပ်ဖွဲ့တွေကကျူးလွန်ခဲ့ကြကြောင်းကလေးစစ်သားအရေးကိစ္စများကိုအတည်ပြုရမှာခက်ခဲမှုတွေရှိခြင်းနဲ့ပြန်လည်အရေးယူခံရမယ်ဆိုတဲ့ကြောင်းရုံမှုတွေကြောင်းထုတ်ပေါ်ပြောဆိုဖို့အခက်ခဲများရှိကြောင်းဒါကြောင့်ကလေးစစ်သားရှိမှအမှန်တကယ်ဖြစ်ပွားတာချက်အလွန်နေပါတဲ့ပမာဏသာသတင်းထွက်ပေါ်လာကြောင်းသိရပါတယ်။ အရဖတ်ဖွဲ့စည်းများနဲ့လူခွင့်ရေးဖွဲ့ရဲ့အဆိုအရဖန်းစီရရှိတဲ့စစ်တုံးပန်းတွေနဲ့ထွက်ပြေးလာတဲ့စစ်သားတွေမှာကလေးစစ်သားများပါဝင်နေတာကိုတွေ့ရကြောင်းစစ်တပ်ကကလေးများကိုအလုတ်ပြန်ချိန်အိုးမဲ့အိမ်မဲ့ဖြစ်နေချိန်အဖို့မဲ့နေချိန်ဒီမှာပေါ်တာဆွဲဖန်းစီပြီးစစ်သားအဖြစ်စုဆောင်ကြောင်းစစ်တပ်ကကလေးတွေကိုရှေ့တန်းစစ်မြေပြင်ကိုဆေးလွတ်ပြီးလမ်းပြများပေါ်တာများနဲ့လူသားတိုင်းဖြစ်အသုံးပြုနေကြောင်းသိရပါတယ်မြန်မာစစ်တပ်ကကလေးတွေကိုပေါ်တာဆွဲတာလမ်းပြနဲ့တိုက်ခိုက်ရေးအခန်းကဏ္ဍတွေမှာအသုံးပြုခဲ့တဲ့တမိုင်းရှိပါတယ်စေအစိုးရအနေနဲ့ကလေးစစ်သားအ သုံးပြုတာကိုချက်ချင်းရပ်တန့်ပြီးကလေးစစ်သားစုဆောင်မှုအားလုံးကိုသူတို့ရဲ့တပ်တွေကနေပြန်လွှတ်ပေးဖို့ကုလသမဂ္ဂအရာရှိတွေနဲ့ပူးပေါင်းဆောင်ရွက်တင်တယ်လို့ဆိုပါတယ်မြန်မာစစ်တပ်ကလက်နက်ကိုင်းပဋိပက္ခအတွင်ကလေးတငယ်တွေပေါ်ကြီးမားတဲ့ချိုးဖောက်မှုကြီး၅ခုဖြစ်တဲ့စစ်သားများဖြင့်အသုံးပြုစုဆောင်ခြင်းတပ်ဖြတ်ခြင်းနဲ့အကြီးအကျယ်ဒဏ်ရာရရှိစေခြင်းလိမ်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်းစတင်ကြမ်းများနဲ့စေယုံများကိုတိုက်ခိုက်ခြင်းပေါ်တာဆွေးခြင်းများကိုလှုပ်ဆောင်နေကြောင်းကုလသမဂ္ဂအတွင်မှုကြောင့်ရဲ list of shame စီရင်မှာမြန်မာစစ်တပ်ကိုထည့်သွင်းထားကြောင်းသိရပါတယ် မြန်မာနိုင်ငံမှာကလေးငယ်တွေခံစားနေရတဲ့အကြမ်းဖက်မှုအခြေအနေတိုးလာတဲ့အပေါ်တုံ့လောက်အံ့ဩမိတဲ့ဒီကျူးလွန်မှုကိုလက်နက်ကိုင်တွေကကျူးလွန်ကြပြီးအထူးသဖြင့်တော့မြန်မာစစ်တပ်ကကျူးလွန်နေတာဖြစ်ပါတယ်လို့ကလေးတငယ်နဲ့လက်နက်ကိုင်ပဋိပက္ခဆိုင်ရာကုလသမဂ္ဂအထူးရင်းမှုချုပ်ရဲ့အထူးကိုယ်စားလှယ်ဗာဂျီးနီးယားကံပါကသတင်းဌာနကိုပြောပါရယ်စစ်ကောင်စီကနေမြများဆုံးရှုံးလာပြီးနောက်ကလေးများကိုစစ်မှုထမ်းဖို့တုံ့အပေးမှုတွေတိုးလာနေကြောင်း2024ခုနှစ်ဧပြီလမှစတင်ပြီးစစ်မှုထမ်း14တုပ်စုဆောင်ခဲ့ပြီးတပ်တုပ်လင်9000လုံးနဲ့စုစုပေါင်းခန့်မှန်းခြင်းစစ်သား 9000ခန့်စုဆောင်းခဲ့ပြီဖြစ်ကြောင်းသိရပါတယ်။ CDN စစ်သားတွေနဲ့ဖွဲ့စည်းထားတဲ့မြမကကွင်းနဲ့လုံခြုံရေး Institute ကစစ်မှုရတတ္တမအတုံးမှာစတင်ပြီးအသက်မပြည့်သူတွေကိုစစ်သားစုဆောင်းမှုတွေတိုးမြင့်လာကြောင်းလူငယ်နဲ့ယောက်ျားလေးတွေကိုပြန်ပြီးဆွဲခေါ်ဆောင်သွားခြင်းနဲ့ပျောက်ဆုံးနေတဲ့စစ်မှုဌာနရဲ့မိသားစုဝင်တွေကိုတစားကန်ဖြစ်ဖန်းစီခြင်းစသဖြင့် ရှိုင်းဆိုင်နဲ့စစ်မှုထမ်းခြင်းဆိုင်ရာနီးပြူဟာရီနဲ့တူတိုးလာနေကြောင်းထုတ်ပြန်ပြောဆိုပါရယ်မကြသေးမီကတက်မတော်မှာထွက်ပြေးလာသူနောက်ကစစ်မှုထမ်းဖို့ခွဲရမ်းများပြည်မီဖို့အကြီးအကဲခေါင်းဆောင်နေထမ်းမှာဖိအားပေးမြင့်တက်လာတာကြောင့်ကလေးများကိုစူးစမ်းမှုများပြားလာခဲ့ကြောင်းလူခွင့်ရေးစောင့်ကြည့်ရေးဖွဲ့ကိုပြောကြားထားပါရယ်စစ်မှုထမ်းခြင်းမှာလူမျိုးပေါ်အမည်မသိလူငယ်များပြားကနိုင်ငံအတွင်းမှာထွက်ပြေးနေကြောင်းသိရပါရယ် 2012ခုနှစ်မှာစစ်တပ်ကကလေးတငယ်တွေကိုစစ်သားအဖြစ်စုဆောင်ခြင်းနဲ့အသုံးပြုခြင်းကိုအဆုံးသတ်ဖို့အတွက်ကုလသမဂ္ဂနဲ့ဘူးတွင်လှုပ်ဆောင်မယ့်အစီအစဉ်ကိုလက်မှတ်ရေးထိုးခဲ့တော်လဲကလေးစစ်သားပြည်ထနာကပုံမှန်ကြီးထွားလာနေကြောင်းသိရပါဗျ။နောက်ထပ်တစ်ပုတ်အနည်းငယ်အင်ကပူမျိုးနဲ့စီပင်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးဦးစိုးကတူရင်းကို စစ်မှုထမ်းတပ်သားအဖြစ်ထည့်သွင်းစဉ်စစ်သားများကဝိုင်းဝန်းထုတ်ကြိတ်ရိုက်နှက်ပြီးတိုက်ဆုံခဲ့ကစစ်တပ်ကအလောင်းပြန်လာပို့တဲ့ကြောင့်တင်ဆက်ပေးပါမယ်။အေရာရီတိုင်းအင်ကပူမြို့နယ်စီပင်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးဦးစိုးကတူရင်ဖြစ်သူကိုစစ်မှုထမ်းတပ်သားအဖြစ်ထည့်သွင်းစဉ်စစ်သားတွေကဝိုင်းဝန်းထုတ်ကြိတ်ရိုက်နှက်လို့တိုက်ဆုံသွားခဲ့ပြီးစစ်တပ်ကအလောင်းပြန်ပို့သွားကြောင်းဒေသခံပြည်သူတွေကသတင်းဌာနကိုပြောပါရယ်။အင်ကပူမြို့နယ်စီပင်ကျေးရွာ ရက်ကွက်အုတ်ချုံရည်မှုဦးစိုးကလကောင်းရင်ညီရင်ဖြစ်သူဦးညွန့်ရွှေရဲ့သားဖြစ်သူကိုတစ်ချိန်လုံးအရက်တောင်းနေရလို့ဆိုပြီးစစ်မှုရန်တပ်သားဖြစ်ထည့်သွင်းလိုက်ကြောင်းစွန်လ14ရက်နေ့စစ်မှုရန်ပတ်စင်ဆက်လီတက်ဖို့စစ်တပ်ကအုတ်ချုံရည်မှုဦးစိုးရဲ့တူဖြစ်သူကိုလာရောက်ခေါ်ဆောင်သွားကြောင်းစွန်လ16ရက်နေ့မနက်ပိုင်းမှာကျင်းရွာအုတ်ချုံရည်မှုဦးစိုးရဲ့တူဖြစ်သူအလောင်းကိုစစ်တပ်ကကျင်းရွာကိုပြန်လည်ပို့ဆောင်ပြီးတကူလုံးမှဒဏ်ရာများပြည့်နှက်နေကြောင်းသိရပါရယ်စီပင်ကျင်းရွာအုတ်ချုံရည်မှုငတ်စိုးကတူတူရင်အရက်ကြောင်နေတဲ့ကောင်ကိုစစ်မှုထမ်းဖို့ဆိုပြီးအပတ်စင်ဆက်လီမှထဲတာ အုတ်ကြီးငဆိုးရဲ့ညီပြတဲ့ညွန့်ရွှေရဲ့သာတူတူရင်ကိုစစ်မှုထမ်းပြန်ထဲတာနော်ဒါကဇွန်လ16ရက်နေ့မှာစစ်ကားနဲ့အလောင်းလာပို့တဲ့စစ်တပ်ကတော့အရက်စီကိုရေမရောပဲမှားတောက်မိလို့သိတာလို့ပြောတယ်ဒါပေမဲ့အလောင်းမှာဖူးရောင်ညိုမဲတံရရီအပြည့်ပဲဝိုင်းရိုက်လို့သိသွားတာပါနောက်မှစစ်သားတအုပ်ပြောတာကအရက်ကြောင့်ပြီးပေါက်ကရရီပြောလို့တက်ကစစ်သားတွေကဝိုင်းထိုးကြရင်လက်လွန်လို့သိသွားတာလို့စီပင်ကျေးရွာအုပ်စုမှဒေသခံပြည်သူတအုပ်ကရှင်းပြပါရတယ် ။စစ်တပ်ကစစ်မှုထမ်းပိုင်းကိုခေါ်ဆောင်သွားပြီးရနောက်နှစ်ရက်ကြာမှအလောင်းပြန်ပို့လာခြင်းဖြစ်တော်လဲ။ကျန်ရစ်သူမိသားစုတိုင်းကတိုင်ကြားမှုတွေမလုပ်ရဲကြောင်းစစ်တပ်ကပြောတဲ့အတိုင်းရက်စီတောက်ပြီးတိစုံခဲ့တဲ့လူသားလက်ခံပြီးတိစုံသူကိုတကြိုလိုက်ရကြောင်းသိရပါတယ်။အင်ကပူမျိုးနယ်မှာ AA နဲ့ PDF များဝင်ရောက်လာနိုင်တယ်လို့ဆိုပြီးစစ်တပ်ကစစ်မှုရန်တပ်သားတင်များအဖြစ်လူငယ်များကိုဖမ်းဆီးခြင်းပေါ်တာဆွဲခြင်းများကိုအကြီးအကျယ်လှုပ်ဆောင်နေတဲ့မြို့နယ်တစ်ခုဖြစ်ကြောင်းဒေသခံပြည်သူတွေကပြောပါတယ်။နောက်ထပ်တစ်ပုတ်အနေနဲ့ပြည်ဦးနယ်စစ်တပ်ကတော်ကြောင်းအောင်ကြီးဗိုလ်ချုပ်စုမြတ်ထွန်းရ ရဲ့တပည့်များလက်ပီးလက်ယူမျိုးလူဝေးဖောက်ပြန်မှုတွေနဲ့ဖမ်းဆီးခံထားရတဲ့ပြင်တပ်ပြေးများများပြားမှုကြောင့်စိုးမြတ်တော်တိုင်းမှုရာဒူတို့၏အဟန့်တားဖြစ်နေတဲ့ကြောင်းတင်ဆက်ပေးပါမယ်။မန္တလေးတိုင်းပြည်ဦးလူမျိုးစစ်တပ်ကတို့ကြောင်းကြီးဗိုလ်ချုပ်စိုးမြတ်တို့ရဲ့ကိုကြီးအရာရှိဗိုလ်ကြီးတောင်းနဲ့တပည့်ဒုတိယဗိုလ်မှူးကြီးတန်းလိုင်မြင့်တို့ကလက်ပီးလက်ယူမှုလူဝေးဖောက်ပြန်မှုတွေနဲ့ဖမ်းဆီးခံထားကြောင်းစစ်ဘက်သတင်းရင်းမြစ်တွေကပြောပါရတယ်။ စစ်တပ်ကတော့ကြောင်းကြီးလည်းဖြစ်ပြည်ဦးနေတနေမှုလည်းဖြစ်သူဗိုလ်ချုပ်စုမြတ်ထွေရဲ့တပည့်တော်ဖြစ်တဲ့ဒုတိယဗိုလ်မှူးကြီးတန်းလိုင်မြင့်မှာပြည်ဦးနေတနေလုံခြုံရေးအတွက်တက်ကြိတ်တွေမှာတာဝန်ချထားစဉ်လက်ပြီးလက်ယူမှုတွေကျူးလွန်ခဲ့ကြောင်းတိုင်ကြားမှုတွေကြောင်းစစ်ကောင်စီကဒုတိယဗိုလ်ချုပ်ကြီးတန်းလိုင်မြင့်ကိုပြန်လည်ဖမ်းဆီးခဲ့ကြောင်းသိရပါရယ်ပြည်ဦးနေစစ်တပ်ကတော့ဒုတိယဗိုလ်မှူးကြီးတန်းလိုင်မြင့်ကတက်ရဲစစ်စင်းခိတ်တွေမှာလက်ပြီးလက်ယူမှုတွေကျူးလွန်ပါရယ်အရာကျူးလွန်ကြောင်းထင်ရှားတော့အချုပ်ထဲရောက်ကုန်နဲ့ဖမ်းဆီးခံထားရတဲ့ဒုတိယဗိုလ်မှူးကြီးတန်းလိုင်မြင့်ကအပတ်စဉ်55ပါလို့စစ်ဘက်သတင်းရင်းမြစ်တွေကဆိုပါ ါတယ်။ဒါအပြင်စစ်တပ်ကတော့အကြောင်းကြီးဘုချုပ်စုမြတ်တို့ရဲ့ကိုယ်ရေးရရှိတအုပ်ဖြစ်တဲ့ဘုကြီးရဲထွန်းမှလည်းလူမှုရေးဖောက်ပြန်မှုတွေကြောင့်အတိုင်ကြားခံရပြီးဖမ်းဆီးချုပ်နှောင်အမှုရှင်ဆိုင်နေရကြောင်းသိရပါတယ်။သူရဲ့ကိုယ်ရေးရရှိဘုကြီးရဲထွန်းကမိမကိစ္စရှုံးလို့အတိုင်ခံထားလို့အချုပ်ထဲရောက်နေတဲ့သူတပည့်တွေနဲ့သူရဲ့ပတ်ဝန်းကျင်ကအရာရှိတွေကမဟုတ်တာအကုန်လုံးကြလို့အချုပ်ထဲရောက်နေသူတွေကရောက်အတိုင်ခံရသူနဲ့အဖမ်းခံရသူနဲ့ဖြစ်နေတာစစ်တပ်ကတော့အကြောင်းကြီးကနေတိုင်းမှုဖြစ်ပြောင်းထွက်ရမှာကိုမထွက်နိုင်ဖြစ်ပြီးတောင်းတင်နေတာစစ်တပ်ကတော့အကြောင်းကြီးရာထူးမှာတတ်တော်ရှိဘူးဘူးဖြစ် ်နေပြီးဒါတောင်သူ့ရဲ့လက်အောက်မှာဖြစ်နေတဲ့အရှုပ်ထုပ်တွေအကုန်အထက်ကိုမတင်ပြရဲပဲဖုံးဖိထားကြလို့အခုစစ်ဘက်သတင်းအရင်းမြစ်တွေကရှင်းပြပါတယ်ဒါအပြင်ပြည်ဦးနယ်စစ်တပ်ကတော့မှစတင်ကြနေတဲ့ကျောင်းဆရာဆင့်ရရှိကြီးတချို့ထွက်ပြေးတန်းရှောင်မှုတွေလည်းကြုံတွေ့နေရလို့အဲ့လိုတပ်ပြေးမှုတွေများပြားတဲ့အတွက်ကျောင်းဦးစီးဘုတ်ချုပ်စိုးမြတ်တို့ကထူးချီလွှာပြီးတင်သွင်းနေရကြောင်းသိရပါဗျ။ လက်ရှိစစ်တပ်ကတူအကြောင်းဒီပူချုပ်စုမြတ်ထမ2021ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့မင်းအောင်လှိုင်စစ်အာဏာသိမ်းချိန်က NLD အစိုးရဖွဲ့ဝင်တွေကိုဖမ်းဆီးဖို့မင်းအောင်လှိုင်ရဲ့အထက်တာဝန်ပေးခံခဲ့ရတမခွန်ခွန်ရဲ့တမမှုဖြစ်ရှိနေခဲ့ပြီးမင်းအောင်လှိုင်က2023ခုနှစ်မလ31ရက်နေ့မှာပြည်ဦးလူမျိုးရှိစစ်တပ်ကတူအကြောင်းဒီဖြစ်ကို၎င်းကိုခန့်အပ်ခဲ့တာပါမင်းအောင်လှိုင်ရဲ့လူယုံတအုပ်ဖြစ် NLD အစိုးရဖွဲ့ဝင်တွေကိုဖမ်းဆီးရမှာအထက်ပါဝင်ခဲ့တော့လေစုမြတ်ထကတမခွန်ခွန်တမမှုရာသူမှာတမတော်နီးပညာတက်ကတူအကြောင်းဒီဖြစ်ကို၎င်းအဲ့ဒီနောက် စစ်တပ်ကတော့ DSC ကျောင်းကြီးရာတို့လကောင်ရှာတို့တို့မြင့်ပြောင်းရွှေ့ခဲ့ပါတယ်။ဒါပေမဲ့လက်တော်တပည့်ဖြစ်သူတွေရဲ့လက်ပေးလက်ယူမှုလူမှုရေးဖောက်ပြန်မှုတွေနဲ့ဖန်ဆီးခံထားမှုတွေပြင်တပ်ပြေးများများမှုပေါ်အကင်တွေညံပြင်းမှုတို့ကြောင့်ဗိုလ်ချုပ်စိုးမြတ်တို့တိုင်းမှုရာတို့ကိုအပြောင်းရွှေ့အတွက်အဟန့်တားဖြစ်နေရလို့စစ်ဘက်သတင်းရင်းမြစ်တွေကပြောဆိုခဲ့ကြောင်းသတင်းမှဖော်ပြပါရှိပါတယ်ရှင်။